ဖုန်းအပင်းတုံးမှာဖုန်းအပင်းချိုးလေးတက်ဆင်ခြင်းမှာဖြစ်ပါတယ်ဒီမှာ အားဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာဆင်းရောင်မီဒီလေးတွေလင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ် hi အားလုံးပဲမင်္ဂလာပါဒီနေ့တော့အာသွင်းမီးအလင်းတလုံးကိုပြုပြင်ကြည့်မှာဖြစ်ပါတယ်ဆလတ်ရှူစာအားပြကြပါဦး ဒီ channel လေးကိုပံ့ပိုးကူညီတော့အားဖြင့် like subscribe လုပ်ပြီးတော့ share လုပ်ပေးကြဖို့မေတ္တာရက်ခံပါတယ်။ဒီမှာမိရေလေးတလုံးရောက်လာပါတယ်။အားတွင်းလို့မရတော့ဘူးဆိုပြီးတော့ရောက်လာတာဖြစ်ပါတယ်။အဲတော့သူ့ကိုဒီမှာစစ်ဆေးကြည့်လိုက်မယ်ဆိုရင်ဘာကြောင့်အားတွင်းလို့မရတာလဲဆိုရင်ဒီမှာဒီမှာအားတွင်းပေါက်လေရတော့လုံးဝမရှိတော့ဘူးဖြစ်ပါတယ်။အားတွင်းပေါက်ချခြင်းပို့လေရတော့လုံးဝပြုတ်ထွက်သွားတာကိုတွေ့ရပါတယ်။ နလုံးစံအနေထားမှာတော့ဒီမီးအိမ်တွေကတော့ဆိုလာနေတော့အာတွင်လို့ဝင်နေတော့တွေ့ရပါတယ်ဒီမှာအလင်းရောင်ဘက်မှာထားမယ်ဆိုရင်ဒီမှာမီးလျာမီးတန်းတွေပြေးနေတာကိုအာဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီလျက်စမီးနဲ့တော့အာတွင်လို့ရမှာမဟုတ်ဘူးဖြစ်ပါတယ်ဒီမှာဒီအာတွင်ပေါက်လျာလုံးဝကျုံသွားတာမရှိတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝအာတွင်လို့မရတော့ဘူးဖြစ်ပါတယ်ဒီ customer ရဲ့ပြောပြချက်အရတော့ဒီအာတွင်ပေါက်ကတော့ ခဏခဏကျွန်တယ်ခဏခဏအစ်စ်ပြန်လဲပေးရတယ်လို့ပြောပါတယ်အဲတော့ကျွန်တော်ကတော့ဘယ်လိုပြုပြင်မလဲလို့စဉ်းစားကြည့်တဲ့အခါမှာဒီမှာအာသင်ကောင်းကိုပြန်ပြီးတော့မတက်တော့ပဲနဲ့ဖုံးအတွင်းကျိုးဒီမှာဒရိုက်တက်ဆင်ပေးလိုက်ရင်တော့ရေရှည်ပို့ပြီးတော့အသုံးပြုရအဆင်ပြေမယ်လို့ထင်ပါတယ်ကတ်စတိုမာနဲ့တိုင်ပင်ကြည့်တဲ့အခါမှာတော့အဆင်ပြေတော့တွေ့ရပါတယ်အဲဒါကြောင့်မလို့ဒီမှာအာသင်ကောင်းကိုပြန်ပြီးတော့မတက်ဆင်တော့ပဲနဲ့ ဖုံးအတွင်းကျိုးပဲထဲမှာဒရိုက်တက်ဆင်ပေးလိုက်မှာဖြစ်ပါတယ်အဲ့တော့တော့ဒီမီးအိမ်လေးကိုဖြုတ်ထုတ်มาဖြစ်ပါတယ်ဒီလိုအတွင်းမီးအိမ်လေးကိုဖြုတ်ထုတ်ဖို့အတွက်ဆိုရင်ဒီအောက်ဒီဆိုလာပြားအောက်မှာစကူလေးလေးလုံးရှိပါတယ်ဒီဆိုလာပြားကိုဖြုတ်ထုတ်ပြီးမှပဲစကူကိုဖြုတ်ရမှာဖြစ်ပါတယ်အဲ့တော့ဒီဆိုလာပြားလေးကို ုပ်ထုတ်มาဖြစ်ပါတယ်ဒီโซลาဗျာလေးကတော့ซิลิคอนကော်နဲ့ကတ်ထားတယ်လို့ထင်ပါတယ်အဲ့ဒီကော်ကိုဖြုတ်ဖို့အတွက်ကြတော့ငါတော့930ဆေးရည်လေးနဲ့တုံးပြပြီးတော့ခွာมาဖြစ်ပါတယ်အဲ့ဒါ30ဆေးရီလို့ဒီထဲမှာဖြန်းထည့်လာမှာဖြစ်ပါတယ်ပြီးရင်ဟိုဒီဟုတ်လက်ပြားလေးနဲ့ ကလောထောက်မှာဖြစ်ပါတယ်กว่ามาဖြစ်ပါတယ်ဆိုလာပြတော့ဒီမှာကော်ဖီဖြူလေးတောက်ထားတော့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့နောက်ဆိုရင်ကျွန်တော်ဒီမှာစကူလေးလေးလုံးကိုဖြူလိုက်มาဖြစ်ပါတယ် ီမှာကျွန်တော်တို့ဒီ PCB ပုတ်လေးကိုဖြုတ်ထုတ်လိုက်တာဖြစ်ပါတယ်။ဒီမှာဒီ socket လေးနှစ်ခုရှိပါတယ်။ဒီ socket အသေးလေးကတော့ဒီ solar socket လေးဖြစ်ပါတယ်။ဒီနားမှာတပ်ဆင်ထားတာဖြစ်ပါတယ်။ battery socket ကတော့ဒီဖက်အကြီးတစ်ခုဖြစ်ပါတယ်။ဒီ socket အကြီးလေးဖြစ်ပါတယ်။ဒါကိုဖြုတ်ထားတာဖြစ်ပါတယ်။ပြီးဒီမှာကြည့်ကြည့်မယ်ဆိုရင်ဒီမှာဒီမှာ အာတွင်ပေါက်လေးလုံးဝမရှိတော့ဖြစ်ပါတယ်ဒီနားမှာပြုတ်သွားတာဖြစ်ပါတယ်အဲတော့ဒီနားမှာကျွန်တော်တို့ micro usb အာတွင်ပေါက်ကိုဒီမှာမတက်ဆင်တော့ဘဲနဲ့ဒီလိုဟိုဖုံးကြိုးလေးနဲ့ drive တက်ဆင်ချိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲတော့ဒီဒီမှာအပေါင်းနှုတ်ပဲရလဲဆိုတော့မီတာလေးနဲ့ရှာပြီးတော့ကြိုးနဲ့ drive ဆက်တွေ့ပေးမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့မီတာနဲ့ ပေါင်းလုပ်ပေးပါလဲဆိုတော့ရှာချင်မှာဖြစ်ပါတယ်ကျွန်မီတာကိုအတန်မီစကေးမှာထားလိုက်ပါမယ်မီတာလက်တန်တို့တိုးကြည့်တော့မီလေးနဲ့အတန်မီတော့တွေ့ရပါတယ်ဒါဆိုရင်ကျွန်တော် ground ကိုအရင်ရှာချင်မှာဖြစ်ပါတယ် battery minus ဒီနားမှာ battery minus လို့ပြထားပါတယ်ဒီကနေ ground လမ်းရှာချင်မှာဖြစ်ပါတယ်ဒီဖက်က ground ဖြစ်ပါတယ် ကဒီမှာတော့အနုတ်လာပြီးတော့ချိတ်ဆက်ရမယ်။ဒါဆိုရင်အနုတ်ကတော့ဒီမှာဖြစ်ပါတယ်။ဆက်ပေါင်းရှာရမှာဖြစ်ပါတယ်။ဒါလည်းအနုတ်။ဒါလည်းအနုတ်ဒီဖက်ကအနုတ်။ပေါင်းကတော့ပေါင်းကတော့ဒီတစ်ခုနဲ့ဒီတစ်ခုနဲ့ဖြစ်နိုင်ပါတယ်။ဒီအနေနဲ့ဒီဟာ နှစ်ခုတရားတစ်ခုဖြစ်နိုင်ပါတယ်။ပေါင်းကတော့ဒီဘက်ကဓမ္မမဟုတ်ဒီဘက်မှာချိတ်ဆက်ပြရမှာဖြစ်ပါတယ်။ဒီဖုံးအတွင်းကျိုးကတော့အပေါင်းတို့အရင်ကတိုင်းဘူးတာတော့ဒီအပြာရောင်လေးကတော့အနှုတ်ကျိုးဖြစ်ပါတယ်။ဒီအညိုရောင်လေးကတော့အပေါင်းကျိုးဖြစ်ပါတယ်။ဒါတော့ဒီမိအရဲ့ PCB ပေါ်မှာအပေါင်းတို့မှအောင်တတ်ဆင်ပေးလိုက်ရင်တော့အတွင်းလို့ရမှာဖြစ်ပါတယ်။အဲ့တော့ပေါင်းအတွင်းကျိုးလေးကိုဒီမှာတစ်ခါလဲထည့်ထားလိုက်မှာဖြစ်ပါတယ်။ ထည့်ထားပြီးတော့ PCB ပေါ်မှာခဲစော်တက်ဆင်ပေးမှာဖြစ်ပါတယ် ပြန်မမိုးကလည်းကြွာလာတယ်။ဒီမှာကြောင့်ဖုံးအသွေးကြိုးတော့ခဲစော်တက်ဆင်ပြီးတော့ရင်ဖြစ်ပါတယ်။ဒီဘက်ကတော့အနှုတ်ကြိုးဖြစ်ပါတယ်။ဒီပြာရောင်ကြိုးတွေကတော့အနှုတ်ကြိုးဖြစ်ပါတယ်။ဒီအညိုရောင်ကြိုးတွေကတော့အပေါင်းကြိုးဖြစ်ပါတယ်။နောက်အပေါင်းတို့မီတာလေးနဲ့ရှာပြီးတော့ဒီမှာခဲစော်တက်ဆင်ပြီးလာပြီဖြစ်ပါတယ်။ပြီးရင်တော့တို့အတွင်းဝင်မဝင်စမ်းကြည့်မှာဖြစ်ပါတယ်။အဲတော့ ဒီမှာ battery socket လေးကိုအရင်ပြန်တက်လိုက်မှာဖြစ်ပါတယ် battery socket လေးကိုတက်လိုက်မယ်ပြီးရင်တော့ဒီမှာ phone up and down လေးကို phone up and down မှာ phone up and down လေးတက်ဆင်ခြင်းမှာဖြစ်ပါတယ်ဒီမှာအဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာ စင်ရောင်မီဒီလေးတွေလင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့အဆင်ပြေတာကိုတွေ့ရပါတယ်။ဒါဆိုရင်ဒီမီအိမ်လေးကိုပြန်ပြီးတော့တတ်ဆင်ပေးလို့ရပြီဖြစ်ပါတယ်။တော့ဒီနေ့လေးကိုပြန်ပြီးတော့တက်ဆင်ပေးတော့မှာဖြစ်ပါတယ်

ပစ္စည်းတွေကိုပြန်ပြီးတော့တက်ဆင်ပြီးသားဖြစ်ပါတယ်။ပြီးရင်ခုနဖြုတ်ထားတဲ့ဖော်တုံးတွေကိုလည်းနောက်မှဆင်ပြီးတော့ခံထားပြန်ဖြစ်ပါတယ်။ဒီပုံမှာပြန်ပြီးတော့တက်ဆင်ပေးမယ်။ ူဇော်စကူလေးတွေကျွန်တော်ကတ်ဆင်ပေးမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီဆိုလာလေးကိုကော်ပြန်ပြီးတော့ကတ်ပြန်မှာဖြစ်ပါတယ်